င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။လေပြည်တော်မှာ၃ရက်ကြာငြိမ်းချမ်းစကဝိုင်းကျင်းပနေလို့အစိပ်ပင်ရေလောင်းတဲ့အလုံးမရှိကြောင်ရီချိုးတဲ့လုပ်ရဖြစ်တယ်လို့ KNU ဘို့အလုံးမှုဆောင်ဘရိုစောတွန်နီကဝေဖန်ရှုံချပါရယ်။မုံရွာနမခဌာနချုပ်ကိုရွှတ်တိုက်တော်သုံးလုံးနဲ့ပြစ်ခတ်တခဲမို့ရာရှိစစ်တီအရန်စစ်ကြောင်းတစ်ကအရာရှိတူပါဝင်ကိုဟွာတိတ်သွားတဲ့တဲ့ရင်ပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့နေပြည်တော်မှာ၃ရက်ကြာငင်းချင်းသကဝိုင်းကျင်းပနေတာဟာအစိပ်ပင်ရေလောင်းတဲ့အလုံးမရှိကြောင်ရေချိုးပေးနေတဲ့လို့ရတာဖြစ်တယ်လို့ကေမျိုးသားစီအောင်ခဲအညူဘိုးလုံးမှုဆောင်ဘရိုစောတော်နီက ဝေဖန်ရှုံချလိုက်ပါတယ်။နေပြည်တော်မှာအကြက်ပဲစစ်ကောင်စီလောက်ခံ အမျိုးသားစီးလုံးညညရေးနှင့်ငင်းကြေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSBNC NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချုပ်နိုင်ငံရေးပါတီတွေပါဝင်တဲ့၃ဘွဲ့ဆိုင်ငင်းကြေးစကားဝိုင်း Peace 2025ကိုမတ်လ24ရက်နေ့ကနေစတင်ပြီးမလ26ရက်နေ့တိ3ရက်ကြာပြုလုပ်နေရလဲဖြစ်ပါတယ်။တိုင်းပြည်တစ်ခုလုံးပျက်စီးမှုတွေဆက်ရောက်နေတဲ့အချိန်နေပြည်တော်မှာအခုလိုအရေးမပါတဲ့အလုပ်တွေကိုလှုပ်ဆောင်နေတာဟာ အစိပ်ပင်ရေလောင်းတဲ့လောရက်အလုံးမရှိကြောင်ရီချိုးပေးနေတဲ့လောရက်သားဖြစ်တယ်လို့ KNU ဘိုအလုံးမှုဆောင်ဘရိုဆော့တော်နီကပြောပါရယ်အကြက်ပဲစစ်ကောင်စီကတော့ငင်းချင်းစကဝိုင်းအနေနဲ့ငင်းချင်းရေလုပ်ငန်းစဉ်တွေပေါ်ကဏ္ဍအသီးသီးကထင်ပေါ်ကြော်ကြားသူတွေအသိပညာရှင်အတတ်ပညာရှင်တွေပုံမိုအာယုံဆိုင်ပါဝင်လှုပ်ဆောင်နိုင်စေဖို့အတွက်ငင်းချင်းရေအတွက်အကြမ်းမဖက်တဲ့နီလန်းနဲ့ဆောက်ရချင်းကသာရေရှည်တည်တတ်မှာဖြစ်တယ်လို့ လူလူအကြအသိမြင်တိုးမြင့်လာစေဖို့နိုင်ငံအတွင်းပဋိပက္ခတွေအမြန်ဆုံးရောကြပြီးနိုင်ငံရေးစီးပွားရေးပုံမတိုးတက်ကောင်းမွန်လာစေဖို့ရေတိုရေရှည်လုပ်ငန်းစဉ်တွေဖော်ထုတ်နိုင်ဖို့အတွက်အခုလိုရည်ရွယ်ပြုလုပ်ချင်တာဖြစ်တယ်လို့လည်းသတင်းထုတ်ပြန်ထားပါရရှင်ဒီတစ်ခါမှာတော့ထိုင်းမြန်မာနယ်စပ်အနီးစစ်ကောင်စီရဲ့ကလယ်ဒီစကန်ကို KNL ဦးဆောင်တဲ့တော်လန်တက်တွေကစတင်တိုက်ခိုက်နေပြီး စစ်တပ်ကလေရင်နဲ့ဘုံးတွေကျဲချနေတယ်လို့ KNL သတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်မလ22ရက်နေ့ကနေစတင်က KNL ဥဆောင်တဲ့ပူပေါင်းတပ်တွေက KNU တပ်မခွန်နဲ့မြေလှိုင်းပွဲမြို့နယ်အတွင်းကကလဲဒေးတက်စကန်ကိုစတင်တိုက်ခတ်နေတာဖြစ်ပြီးတိုက်ပွဲတွေပြင်းထန်နေရလို့လည်းသိရပါဗါအကြပ်ပဲစစ်တပ်ကလည်းထိုင်းမြန်မာနယ်စပ်တခြားစစ်ကောင်စီတိုက်လင်တွေကဘုံကျဲနေတာကြောင့် ထိုင်းစစ်တပ်က F16 တိုက်လေနှစ်စီးနဲ့ကင်းလည်နေတယ်လို့ထိုင်းစစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။ဒါအပြင်ဒေသခံပြည်သူ150ခန့်ဟာလည်းထိုင်းဘက်ကို ထွက်ပြေးတင်းရှောင်လာရလို့လည်းသိရပါဗယ်။လက်တလုံးမှာထိုင်းမြန်မာနယ်စပ်အနီးမှာတိုက်ပွဲတွေကြောင့်ထိုင်းစစ်တပ်ကလည်းနယ်စပ်တစ်လျှောက်လုံခြုံရေးတွေတိုးပြင်ထားရလို့လည်းသိရပါဗျရှင်။ ဒီတစ်ခါမှာတော့ကချင်ပြည်နယ်ဗမော်တိုက်ပွဲမှာအပတ်သုံးဝန်တင်တရင်ကတရင်မူဒုတိယဗိုလ်မှူးကြီးမြင့်ထွေးကတပ်သားတွေကိုစစ်စင်စေနဲ့လစာပြီးမပေးပဲစစ်တပ်ခိုင်းနေတယ်လို့လဲဝန်တင်တရင်ကအလင်းဝင်ရောက်လာတဲ့တက်ကြက်သုံးကပြောဆိုလိုက်ပါတယ်ဗမော်တိုက်ပွဲအတွင်းမှာအမှတ်သုံးဝန်တင်တရင်ကလုံတက်ရင် တက်ကြက်ကြီးအဆင့်ရှိရဲ့တက်ကြက်စော်မင်းနိုင်တက်ကြက်အောင်အောင်နဲ့တက်ကြက်တန်းစော်တို့ဟာတော်လန်တက်ဖွဲ့တွေစီကိုအလင်းဝင်ရောက်လာခဲ့ပြီး သူတို့သုံးရဲ့ပြောဆိုချက်တွေကိုမလ24ရက်နေ့ကဗမာတက်တော်ကဗီဒီယိုနဲ့တကွသတင်းထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။အကြက်ပဲစစ်ကောင်စီတက်ကရှေ့တန်းထွက်တဲ့လက်အောက်ခံတပ်သားတွေကိုစစ်စင်ရေးနစ်ရွက်စရိတ်ဖြစ်တရက်ကို12000ကျပ်ပေးတာဖြစ်ပြီးရှေ့တန်းစခန်းတွေမှာနေထိုင်စင်မှာလည်းငွေကျပ်3000ပေးပေမဲ့လည်းတရင်မှုတွေကကြားဖြတ်ယူဆောင်ထားလို့အလင်းဝင်ရောက်လာတဲ့တက်ကျက်ဇော်မင်းနိုင်နဲ့ တက်ကျက်အောင်အောင်တို့ကရှင်းပြထားပါတယ်။တရင်မူဒုတိယဘုံမူကြီးမြင့်ထွေးကို ရှင်းန်းရောက်ရှိနေတဲ့တပ်သားတွေကမြင့်မူချင်းမရှိပဲတက်ခွဲမူဘုံမူထင်လင်းဦးဆိုသူကလည်းကိုဂျိုးရှာအတ္တသမားဖြစ်ပြီးအောက်ခြေစစ်တီတွေကို အထက်ကထောက်ပံ့တာတွေကိုလည်းလာရောက်ပေးဆောင်ခြင်းမျိုးမရှိပဲကိုဂျိုးအတက်တော်အသုံးပြုနေရလို့လဲဆိုထားပါဗျ။အဲ့ဒီအလင်းဝင်ရောက်လာတဲ့တက်ကျက်သုံးဟာ မော်တိုက်ပွဲကိုရောက်ရှိလာစဉ်မှာအမှတ်သုံးဝန်တင်တရင်ရဲ့တက်ဆွဲတွဲမှာသာနေထိုင်ခဲ့ရပြီးတရိတ်ဆန်တွေရဲ့ကျမ်းမာရေးနဲ့လုံခြုံရေးကိုစောင့်ကြည့်ရတာနဲ့ကင်းဆောင်တာမျိုးလှုပ်ဆောင်ခဲ့ရကမြေပြင်ပေါ်မှာသာအိပ်ဆက်ခဲ့ရလို့လည်းပြောပါရရှင်။စကန်အတင်းတပုတ်ကိုကြည့်အောင်ပါ။စကိုင်းတိုင်းမုံရွာမြို့အနောက်မြောက်တိုင်းစစ်တနာကျုံနမခါကိုရှော့တိုက်တုံးတုံးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာ။အရာရှိစစ်တီအရန်စစ်ကြောင်းတစ်ကအရာရှိတို့အပါဝင် ကိုဦးဟာသေသွားပြီးအုတ်ချုပ်ရေမှုရုံရဟတ်ရင်ထားရှိရာကိုတော်နဲ့ကြီးကျက်ကန့်သက်ပစ္စည်းတွေဟာမိလောင်ခဲ့ကြ Brave Warrior for မြန်မာ BWN ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။မလ23ရက်နေ့ည9:00နာရီခွဲလောက်ကမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်နာကျောင်းနမခကိုတော်လန်တပ်ဖွဲ့တွေကတရားခုံမမရှော့တိုက်တုံးသုံးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာ9ဦးကတော့ပွဲချင်းပြီးတည်သွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးဟာဒဏ်ရာရှိခဲ့ပြီးအဲ့ဒီဒဏ်ရာရရှိသူတွေက2ဦးဟာထပ်မံသေသွားတာကြောင့်စုစုပေါင်းသေဆုံးသူ9ဦးရှိခဲ့တယ်လို့လည်း Brave Warrior for Myanmar BWN ကတာဝန်ရှိသူတို့ကပြောပါရယ်အနောက်မြောက်တိုင်းစစ်နာကျုံနမခမှာ MI 70စစ်ရဟရင်နှစ်စီးဟာပုံမှန်အတက်စင်းပြုလုပ်နေပြီမဲ့လဲတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ညပိုင်းမှာတော့ရဟရင်တစည်းသာအတက်စင်းပြုလုပ်တာကိုတွေ့ရှိခဲ့တာကြောင့် ရဟယင်တစည်းလဲထိခိုက်မှုရှိနိုင်တယ်လို့လည်းသိရပါရရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့တနင်္သာရီတန်းဒဝေမြို့နယ်မောင်မဲရှောင်းရွာမှာခီးသွားပြည်သူတွေစီကနေစက်ကြီးကောက်ခံနေတဲ့အကြက်ပက်စစ်သားတွေကိုတိုက်ခိုက်ခဲ့ရမှာစစ်သားနှုတ်ဟာထေသွားခဲ့လို့ဒုရကစစ်ကြောင်းကတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။မတ်လ22ရက်နေ့မွန်လွယ်3နိုင်လောက်မှာဒဝေမြို့နယ်မောင်မဲရှောင်းကျေးရွာ ရှင်ဓဝေဖရာအဝင်မဝမှာယာယီတဆွဲပြီးခီးသွားပြည်သူတွေစီကနေဆက်ကြီးကောက်ခံနေတဲ့အကြက်ဖက်တပ်ဖွဲ့ဝင်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတကက်မှုတွင်မှာအကြက်ဖက်တပ်သား၂ဦးဟာထေသွားတာဖြစ်ပြီးတော်လဲတပ်ဖွဲ့ဝင်တွေဘက်ကအထူးကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားဖြင့်ကုန်ခစ်တဲ့ရမနက်ခစ်တဲ့ရင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျမများပါ။